အားလုံးမင်္ဂလာပါကုခဲအစ်တာဖုတ်ဘောရှိုးကနေကြိုဆိုပါရခင်ဗျာကျွန်တော်ကုခဲမှာကျွန်တော်ညီကိုတွေစိတ်ဝင်စားမဲ့ဘောလုံးပြောင်းရွှေ့တဲ့တင်းကိုကျွန်တော်ရွေးချယ်ပေးထားပါရယ်ကဲကျွန်တော်တို့အတူတူဆွေးနွေးကြည့်အောင်ခင်ဗျာပရမောဆွေးနွေးခြင်းနဲ့တဲ့င်းကတော့ Liverpool ပြည်သူတွေအတွက်မင်္ဂလာရှိလွန်းလာတဲ့အပြောင်းရွှေ့တဲ့တင်းဖြစ်ပါတယ် Liverpool ရဲ့အပြောင်းရွှေ့တော်တော်များများကပြည်သက်အများစုခံမှန်းထားသလို မှန်ကန်နေတာကိုတွေ့ရပါတယ်။ဒါသည်လီဗာပူးသွားနေတဲ့အပြောင်းရွှေ့ policy တွေအပြောင်းရွှေ့ပြစ်မှတ်တွေကရိုးရှင်းပြီးတော့တိတာမြင်တာထင်ရှားလွန်းလာတယ်ဆိုရက်သဘောမျိုးပဲဖြစ်ပါတယ်။အဲ့ဒါကကောင်းတယ်ဗျ။သူတို့ဘယ်နေရာမှာဘယ်ကစားသမားကိုခေါ်ခြင်းနဲ့ဘယ်ကစားသမားလိုအပ်နေတယ်ဆိုတာတိတ်ပြီးရှုပ်ထွေးပွေလီမှုမရှိဘူး။ တကယ်လို့အတင်းတင်းရဘယ်ကစားသမားကိုခေါ်လို့ခေါ်မယ်မသိအောင်ဒီအပြောင်းရွှေ့ပြစ်မှတ်တွေကရှုပ်ထွေးပွေလျင်တော့ဒါတခုခုမှားနေစဉ်းစားရတော့မယ်ဘရိုဂျီမှန်ကန်တဲ့အပြောင်းရွှေ့တော်တော်များများကိုပြိတ်သက်အများစုထင်ထားတာတွေရှေ့မှာအများကြီး ဖြစ်သွားခဲ့ဘူးတယ်ကျွန်တော်ကတော့ခရစ်စတီယာနိုရိုနယ်ဒိုအပြောင်းအရွှေ့ကိုတည်တည်ကြားလေးမှတ်မိတယ်ယူနိုက်တက်မှာတောက်ရိုင်းခြေသွမ်းပြနေတဲ့အခြေအနေမျိုးကနေရီယယ်မက်ဒရစ်အသင်းကိုပြောင်းရွှေ့နိုင်တယ်ဆိုတော့ထင်ကြီးပေးမှုတွေကအဲ့ခေတ်အခါမှာဟိုပေါ်ထွက်လာခဲ့တယ်ဗျာတိုးတော့ဆာလက်စ်ကသူ့ရဲ့တပည့်ကိုဘယ်လိုနည်းနဲ့မှလက်လွတ်မခံနိုင်ဘူးဘာညာဆိုတော့ပရိသတ်တချို့လည်းရှိတယ်နောက်ဆုံးချိန်ကမှာတော့ရီယယ်မက်ဒရစ်ကမဖြစ်နိုင်တဲ့ပြောင်းရွှေ့ခြေကြီးနဲ့ခေါ်သွားခဲ့တယ်ပေါ့နော်ထားပါဒါကျွန်တော်ဥမာ ပြောပြတာပါလက်ရှိအချိန်လီဗာပူးတင်းရဲ့အပြောင်းရွှေ့ပြစ်မှတ်တွေလူခုံမှုတွေကလည်းထုံနေတူပဲအဲ့တော့ပရိသတ်တချို့ကလည်းအမြင်တစ်မျိုးရှိပြန်အောင်ဟာအဲ့လောက်လူတွေအများကြီးရှောက်ခေါ်ပြီးလီဗာပူးကအရင်တော့ရီယယ်မက်ဒရစ်လိုဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဘာညာပေါ့ဒါတော့ကို့အမြင်သူ့အမြင်ကတော့မရှိမှာပဲလေမှန်တယ်မားတယ်ကတော့အချိန်ကအဖြစ်ပြီးသွားပါလိမ့်မယ်ကျွန်တော်တယောက်တည်းယူဆချက်ရတော့လီဗာပူး လူခေါ်တာက လူကောင်းတွေကြီးပဲခေါ်တယ်ဆိုရင်တော့မှဟန်ချက်ညီတယ်ရီယယ်မာဒရစ်ကဟန်ချက်မညီဘူးကျွန်တော်ပြီးခဲ့တဲ့ဘောလုံးရသည်ကလေးကထောက်ပြပြီးသွားပြီ defensive line ကအရင်လျှော့နေဒါပေမဲ့အဲ့ attacking line မှာစော့နေတဲ့ကစားသမားတွေကပူတော်ပူနေတယ်အခု liverpool ခေါ်လိုက်တဲ့လူတွေကိုကြည့်ကြည့်ဗျာ frimbon အာနိုးနေရာမှာမဖြစ်မနေအစားထိုးရမယ်သူ milos gargas rombo အသက်အရွယ်တစ်ခုရောက်နေ simicas ကိုရောင်းတော့မှာနောက်တိုက်စစ်ပိုင်းမှာသူတို့ထုတ်ဖို့ကြံရထားတဲ့အတွက်ကြောင့် florian vis ကို ခေါ်လိုက်တယ်အဲ့တို့ကြောင့်မလိုဘူးဆိုတဲ့နေရာမရှိဘူးကျွန်တော်အခုနောက်ဆုံးတရားဝင်ရောက်ရှိလာတဲ့ကစားသမားတယောက်အကြောင်းကျွန်တော်အရင်စပြီးတော့ပြောချင်ပါတယ်ဘယ်သူလဲ Florian Vis ပါအဲ့တော့ Florian Vis ကငကိုကလေးကလီဗာပူးသင်းကိုရောက်မယ်ဘာညာဆိုတာတည်င်းမှု့ပြီးသားပလေယာတယောက်ရောက်လဲရောက်ဖို့100%တည်ချပြီးသားပလေယာတယောက်သို့တော့ဒီနေ့မနက်အစောပိုင်းမှာတော့ဒါ လီဗာပူးအသင်းကိုတရားဝင်ရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်။အဲ့တော့ Florian Wirtz ရဲ့ပြောင်းရွှေ့ခြင်းအမောင့်ပမာဏသည် Britain စံချိန်တင်ငွေကြေးသုံးစွဲမှုအမောင့်ပမာဏဖြစ်ခဲ့ပါတယ်။အဲ့တော့ Liverpool အနေနဲ့စံချိန်တင်ငွေကြေးသုံးစွဲမှုအမောင့်ပမာဏကိုအယောင်ရောအဝယ်ရော record နှစ်ခုတင်နိုင်ခဲ့ပါတယ်။ အဲ့တော့ Liverpool ရဲ့တမိုင်း Premier League ရဲ့တမိုင်းမှာစံချိန်တင်ငွေကြေးအများဆုံးနဲ့ရောင်းထုတ်နိုင်ခဲ့တဲ့ player ကလည်း Liverpool သင်းရဲ့ Philippe Coutinho ပဲဖြစ်ပါတယ်။ Coutinho Liverpool သင်းက2018ဘောလုံးရာသီမှာ Barcelona သင်းကို Euro 135သန်းနဲ့ရောင်းထုတ်နိုင်ခဲ့ပါတယ်။အခု Florian Wirtz ကတော့ဒုတိယမြောက်ငွေကြေးသုံးစွဲမှုအများဆုံးနဲ့ပြန်လည်ခိုးခဲ့ရတဲ့ player ပေါ့နော်။ ဒါကော်တင်ညိုနဲ့ Vis နှစ်ယောက်ကိုရှင်ပြတာပါဒါပေမဲ့ရောက်လာတဲ့ player တွေထဲမှာတနည်းအားဖြင့် arrival ပေါ့နော် departure မဟုတ်ဘဲနဲ့ arrival player တွေထဲမှာတော့ Florian Vis ကအရင်တော့ Sanjin Tin ခေါ်ယူခဲ့တဲ့ကစားသမားနှစ်ယောက်ဖြစ်တဲ့ Enzo Fernandez, Declan Rice, Jack Grealish စတဲ့ကစားသမားနှစ်ယောက်မဟုတ်ဘဲနော်၃ယောက်ရဲ့ Sanjin ကိုချိုးနိုင်ခဲ့ပါတယ်အဲ့တော့ Vis ကို Liverpool တင်း ငွေကြေးဘယ်လောက်ထိသုံးစွဲခဲ့ရသလဲဆိုတဲ့အပိုင်းကိုကျွန်တော်ထပ်ပြီးတော့ပြပြပေးချင်ပါတယ်။ဒီ Athletic ရဲ့အစီရင်ခံစာအရပေါ့နော်။ Liverpool သင်းကအားလုံးပေါင်း Euro 136တသက်မှ3တန်းပေးခဲ့ရပါတယ်။ပေါင်အားဖြင့်ဆိုရင် ပေါင်136တန်းမှာဆိုတော့ဒီ amount ပမာဏတွေကို Liverpool သင်းကတလုံးတစ်ခဲတည်းပေးချင်ရတော့မဟုတ်ပါဘူး။ပထမဆုံးပေးရမယ့် amount ပမာဏသည်ပေါင်တန်း100 Euro 138တန်းမှာနောက်က ဖြစ်နိုင်ခြေရှိတဲ့ add-ons တွေပေါ်မူတည်ပြီးတော့ euro 18.8တန်းပေါင်း16တန်းပေးချေရမှာဖြစ်ပါတယ်။ဆိုတော့ Florian Wiss အနေနဲ့လက်ရှိပထမဆုံး မောက်ပေးချေမှုတွေတော်တော်လေးများပြားတဲ့အမောက်ပမာဏဖြစ်ခဲ့ပါတယ်အဲ့လိဗာပူးအနေနဲ့ခေါ်မှာပဲဗျပြီးခဲ့တဲ့ဘောလုံးရာသီမှာသူကဖက်ဒရီကိုချီရတာနဲ့မမာတာရှက်ဗလီနှစ်ယောက်ပဲခေါ်ခဲ့ပြီးပရီးမီးယားလိအသင်း20လုံးမှာတန်းတက်လာတဲ့အသင်းဒီထက်ကိုငွေကြေးသုံးဆွဲမှုနည်းခဲ့ပါတယ်အဲ့တို့ကြောင့်200သီဇာလောက်ငွေကြီးသုံးဆွဲနိုင်ခဲ့တဲ့သဘောမျိုးပေါ့နော်။ဒါရင်မရက်တန်သွားသေးပဲနဲ့အလက်ဇန္ဒာအီဆက်တို့မကွီဟီတို့နဲ့လည်းတရင်ထွက်နေပါသေးတယ်ခင်ဗျ။အဲ့တော့ Vis ကလီဗာပူးသင်းရဲ့တရင်ဝင်ကစား ားသမားဖြစ်ပါပြီအဲ့တော့ vis ရောက်ရှိလာခြင်းနဲ့ပတ်သက်ပြီးတော့မှတ်ချက်ပေးသွားလို့ရပါတယ်ကြည့်ကျွန်တော်နောက်ထပ်ရောက်လာမဲ့ player က69ရာခိုင်နှုန်းလောက်တည်ချာနေတဲ့ milos carcass ဖြစ်ပါတယ် ကာကက်စ်နဲ့ပတ်သက်ပြီးတော့လေကျွန်တော်အစောကြီးတည်းပြောပြီးသားနော်လီဗာပူးပြိသက်တွေကတော့ဟိုမှတ်မိလိမ့်မယ်အစောကြီးကလေးကကျွန်တော်တို့အပြောင်းရွှေ့စည်းကိုမဖွင့်ခင်ကလေးကမီလော့စ်ကာကက်စ်ပြောင်းရွှေ့နိုင်ကြီးရှိသောတခုတည်းသောကလပ်ကလီဗာပူးဖြစ်တယ်လို့ပြောပြီးသားအဲ့တော့ကာကက်စ်ပြောင်းခြင်းတဲ့အသင်းကလည်းအဲ့လိုလေပြင်းမှာဆင်သွားသလိုပေါ်နေသလိုလီဗာပူးလိုအပ်နေတဲ့နေရာကလည်းအထင်ရှားကြီးပဲဗျကျွန်တော်ကတော့ကာကက်စ်ကိုခေါ်ယူနိုင်ခဲ့ခြင်းကိုဗစ်စတာကိုပို့ပြီးတော့ သဘောကြရတယ်။ဒါကျွန်တော်တယောက်တည်းအမြင်ပါ။အခု Liverpool ခေါ်ခဲ့တဲ့ကစားသမား၃ယောက်ရှိပြီဗျာ။ Frimpong, Vis, Carcass. Carcass ကတော့တိတ်မကြရင်လာမယ်ပေါ့နော်။ Carcass တော်တော်လေးမိုက်ပါတယ်။မဖြစ်မနေလိုအပ်နေတဲ့နေရာမှာ Robertson ထတ်တောင်ပို့ပြီးကောင်းတဲ့ကစားသမားတယောက်ဗျာ။ Liverpool ခေါ်နိုင်ခဲ့တာပါ။အဲ့တော့ပြီးခဲ့တဲ့ဘောလုံးရာသီက Carcass ရဲ့ဖြတ်တင်ဘောတွေလှုပ်အားနှုံးတွေကိုကြည့်ကြည့်ပါကြောက်ကမန်းလေးလေးပါလှုပ်အားနှုံးရရိုဘူကြီးနဲ့တိတ်မကွာဘူးဆိုပေမဲ့အဲ့ဖြတ်တင်ဘောတစ်ပေါက်မှာသွားရှုပ်လို့မရအောင်ဘယ်နေရာမှမစိုးရောက်အောင်အဲ့ calf cross တွေ reverse cross တွေပေးနိုင်တဲ့ခြေတည်းတယောက်ပါဒီအတွက်ကြောင့်ပဲပြီးခဲ့တဲ့ဘောလုံးရသည် player of the season မှာ Milos Karkas ကပရိသတ်တွေရွေးချယ်တဲ့ဒီ Premier League ရဲ့အကောင်းဆုံး left back ကစားသမားအဖြစ်ရွေးချယ်ခံခဲ့ရလေဖြစ်ပါတယ်အဲ့တော့ Liverpool သည်အပြောင်းရွှေ့ဈေးကွက်၃ချိုးတချိုးမှာနေသူတို့လိုအပ်တဲ့နေရာမှာလိုအပ်တဲ့ကစားသမားတွေကိုခေါ်ယူအားပြည့်နိုင်ခဲ့ပြီလို့လည်းပြောရမှာဖြစ်ပါတယ်ကဲကျွန်တော်နောက်ဆုံးဆွေးနွေးရမယ့်သတင်းကတော့ Manchester United နဲ့ပတ်သက်တဲ့သတင်းပေါ့နော်အဲ့တော့ကျွန်တော်ဒီသတင်းသုံးသပ်ချက်ဆွေးနွေးချက်တွေမှာဒီခါလေးကြ ရင်ဒီသတင်းနဲ့တရိုက် မသက်ဆိုင်ပေမဲ့ဆွေးနွေးခဲ့တဲ့တချို့သောအကြောင်းအရာတွေကဟိုဖြစ်လာခဲ့တာလေးရှိတယ်ပေါ့နော်အခု Andre Onana ရဲ့အဲ သတင်းလည်းအတိုင်းပဲကျွန်တော်ဒီမနက်အစောပိုင်းမှာ Fabrizio Romano ဦးနန်းနဲ့ပတ်သက်ပြီးသတင်းတစ်ပုဒ်တင်ထားတယ်ပေါ့မူနာကိုရတဲ့ဒီဦးနန်းကိုစိတ်ဝင်စားနေဆိုတဲ့သတင်းတွေကမမှန်ဘူးဆိုပြီးတော့တင်ထားတယ်အဲ့မတိုင်ခင်တုန်းကလည်း United အသင်းနီးပြ Ruben Amorim ရဲ့အနာဂတ် plan စီမံကိန်းထဲမှာ Andre Onana ပါနေသေးတယ်ပါမှာပေါ့ကျွန်တော်တစ်ခေါက်တော့ပြောခဲ့ဘူးသားပဲ United ကစားသမားတွေနဲ့ပတ်သက်ပြီး Keyboard Cell ဆိုတဲ့ content လေးမှာပြောခဲ့တယ်လေ Andre Onana ကိုကျွန်တော်ကတော့ဟိုလက်ရှိ အခြေအနေမျိုးမှာ keep thin နေဆိုတော့စကားလေးပြောလို့တော့တချို့ကမကြိုက်ကြဘူးကျွန်တော်ကပုံမှန်လင်းလင်းပြောရင် Andre Onana fan လည်းမဟုတ်ဘာမှမဟုတ်ဘူးเนาะ Andre Onana ကိုရောင်းလိုက်ရင်တော့ပို့ပြီးတော့ United အသင်းတွေကောင်းသေးတယ်တိုးတော့လက်ရှိအခြေအနေကနီးပြဒီစကားမျိုးပဲပြောရမှာပဲဘာကြောင့်လဲသူတို့ခေါ်ခဲ့ရတဲ့ပြောင်းရွှေ့ခြင်းအမောက်ပမာဏနည်းတာမဟုတ်ဘူးအဲ့တော့ရှောက်ပြီးတော့ဒီကစားသမားကိုရောင်းမယ်กว่าဆိုကျွန်တော်ပြောရဘယ်ကလပ်တင်းကခေါ်มาလဲအဲ့ဒါနံပါတ်1အရေးကြီးဆုံးမျိုးကိုဘယ်ကလပ်တင်းကခေါ်မှာဟုတ်ပြီခေါ်မယ်ဆိုရင်တော့မှ Andre Onana ကိုပြောင်းရွှေ့ခြင်းဘယ်လောက်ပေးมาလဲ အဲ့ဒါတွေပဲကျွန်တော်တို့ရဲ့စဉ်းစားဖို့လိုတယ်ကစားသမားတယောက်ကိုရောင်းကျင်တယ်ကွာဆိုပြီးတော့ရော့ရောင်းလိုက်ဆိုပြီးပြိတ္တကပြောလို့မရအောင်တကယ်တမ်းလက်တွေ့မှာ လှုပ်ရှားမဲ့အခြေအနေတွေကဖြစ်နိုင်ဤမဖြစ်နိုင်ဤအများကြီးစဉ်းစားရမယ်အဲ့တော့ပြောချင်တာ Enri Onana နဲ့ Sorry Prolia Club တွေကလည်းဘာတဲ့မှမထွက်ဘူးအဲ့တော့ Sorry Prolia Club တင်းနေခေါ်ချင်တယ်ဆိုရင်တော့မှ Onana ကအဲ့ဒီ Sorry Prolia Club တွေကိုပြောင်းချင်အောင်မှအခု Jaden Sancho ဆိုဗျာမပြောင်းနိုင်ဘူးနော် United မှာပဲအဲ့လိုလာတာပိုရလို့ကတ်သက်ပြီးနေခြင်းတယ်အဲ့တော့ကြောင့်ဂိုသမားတယောက်အနေနဲ့ယုံကြည်မှုပျောက်သွားလို့ပြီးခဲ့သောတရားဒီလုံးကတောက်တလွဲတွေ ဖြစ်ခဲ့ပေမဲ့လည်းနီးပြကအတက်နိုင်ဆုံးပေါ့နော်နောက်ရသည့ ဟိုဂုဒမကိုတင်းတင်းနဲ့ပြောင်းရွှေ့ခြင်းပမာဏမရရင်ဆက်ပြီးတော့ထိမ့်သိမ့်ပေးရမယ် polish လုပ်ပေးရမှာသူ့အလုပ်ဖြစ်နေ။သူကဟာရောင်းကျင်တဲ့ဒီဂုဒမမသုံးကျင်တော့ဘူးဆိုအဲ့ဒါဦးနနောက်အောက်စည်းနဲ့လာနှိုက်မဲ့အသင်းတွေအများကြီးပဲ။အဲ့တော့အခုနောက်ဆုံးထွက်တဲ့သတင်းကလည်း Ruben Amorim နေနဲ့အသင်းရဲ့ policy ရဒီစကားပြောလိုက်တယ်လို့ပဲကျွန်တော်ယူဆတယ်။ဦးနနောက်ကိုတင်းတင်းနဲ့ဇီနုံပမာဏတရက်နဲ့ကန့်လန့်လာတဲ့အသင်းရှိမှသာရောင်းဖို့ရှိတယ်ဘာညာပေါ့နော်။အဲ့တော့ကျွန်တော်မြန်မာတလောက်ပြောမယ်ဆိုရင်တင်းတင်းနဲ့ပြောင်းရွှေ့ခြင်းအမောက်ပမာဏတရက်ဆိုတာလေ United တို့ပေါင်15သန်းတို့သန်း20တို့ ိုမျှော်လင့်မှာမဟုတ်ပါဘူး။ပေါင်တန်30အထက်လောက်မှာ Andre Onana ကိုမျှော်လင့်မှုရှိတယ်။အဲ့လောက်အမောင်းပမာဏကိုပေးပြီးခုံမဲ့ club ကအတော်လေးရှားပါတယ်။အသင်းကြီးတွေမှာဆိုရင်လည်းတက်ဆိုင်ရာကုသမားတွေရှိနေတဲ့အတွက်ကြောင့် Andre Onana ကိုတာမန်အသင်းတွေခေါ်ပါလား။ဒါမှမဟုတ်ကော်ကောင်အဆင့်အသင်းတွေခေါ်ပါလား။မခေါ်ပါဘူး။ဒီကစားသမားကို United တဲ့မရှိတုံးဆက်သုံးသွားရမယ်လို့တော့သုံးသက်နေပဲဗီဒီယိုလေးဒီမှာနားကြပါလေ။ကြည့်ရှုပြီးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။